ဘဝဆိုတာဖြစ်လာသည့်အတွက်ကြောင့်မွေးဖွားခြင်းဆိုတာဖြစ်တယ်လို့ပြစ္ဆသောဥပမာအဲ့လိုဘဝဆိုတဲ့နာမည်နဲ့ရှင်းနေပြီးတော့ဟောကြားခဲ့တာရှိတယ်။အဲ့တော့မှတ်သားဖို့ရတော့ဘဝဆိုတဲ့သက္ကလုံကိုအတိအဝိနှမျိုးခွဲခြားပြီးတော့မှတ်သားရမှာဖြစ်တယ်။ဘဝကိုဖြစ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်။ကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာလို့ဆိုတဲ့အကျိုးတရားကိုလည်းဘဝလို့ခေါ်တယ်။ဆိုလိုတာက ကံတရားကိုဘဝလို့ခေါ်တဲ့အခါမှာစကလုံးပြည့်စုံတယ်ပြောရင် ကမ္မဘဝကမ္မဘဝကြတော့ဘဝတီတိဘာဝရဲ့တီတိဘဝဖြစ်စေတတ်တယ်ခန္ဓာငါးပါးကိုဖြစ်စေတတ်တဲ့အကြောင်းအကြောင်းနဲ့အကျိုးဆိုတာဆက်ဆက်နေတာဖြစ်လို့နော်အကျိုးမရှိဘဲနဲ့လည်းအကြောင်းလို့ခေါ်မှာမဟုတ်ဘူးဒါကြောင့်မို့အကြောင်းနဲ့အကျိုးဆိုတာတခုပြောရင်တခုကပါဝင်ပတ်သက်နေတယ်ဥပမာပဲဗာနဲ့တူတော့စင် အချင်းချင်းပြန်လန်ထောက်ဆပြီးတော့ခေါ်ရတာမျိုးပေါ့အဖနဲ့သားဆိုလို့ရှင် တတုတ်ဟာလေအများကြီးကွယ်ပြားခြားနားမှုမရှိဘူးထူခြားတဲ့အသုံးလေးတစ်ခုပဲတုံထတာပဲရှိတယ်ပေါ့တော့ဘောဝတ္တံမူရင်းကိုမြတ်စွာဘုရားဟောပုံကိုရှင်အနန္တမေးလျောက်ပုံနဲ့မြတ်စွာဘုရားဖြည့်ဆို့ပုံလေးကိုအရင်ကြည့်ရရှင်အနန္တက သူတန်တရားဖြစ်လာလို့ရှိရင်မြတ်စွာဘုရားထံချင့်ကပ်ပြီးတော့မွေးမေးခွင့်မေးလျောက်ခွင့်ရပါရစေအချိန်မီမေးလျောက်ခွင့်ရပါစေဆိုပြီးသူတောင်းဆိုထားတာရှိတယ်အဲ့ဒီတောင်းဆိုချက်အရာပဲသူသိကျင်တဲ့အကြောင်းအရာကိုမြတ်စွာဘုရားထံမေးလျောက်တယ်လို့ဆိုနိုင်တယ်သာဝတိမြို့စေရွန်အကြောင်းမှနေတဲ့အချိန်မှာရှင်နန္ဒာကမြတ်စွာဘုရားကိုဘာလျှောက်တုံးဆိုဘောဘောတိဗန္တိဝုစတိ လူတိုင်းကပြောနေကြတယ်ဘဝဘဝနဲ့ဟုတ်တယ်ဂဏိတိပြောနေကြတော့မယ်ပမာရီကတော့ဘဝဆိုရဲပါဠိစကားတိုင်းပြောတယ်ဘဝဆိုရဲစကလုံးကိုစားသုံးတဲ့ပုဂ္ဂိုလ်တွေကြတော့နော် life of my life your life ဆိုတာကိုပြောနေကြတာပဲသူတွေကဘဝဆိုတာကိုကိုယ်ဘာသာစကားနဲ့ကိုလူတိုင်းပြောနေကြတယ်ကိတ္တဝတ္တနုခောဗန္တိဘောဟောတိဘယ်လိုတိုင်းတာနဲ့ သူမဘာအကြောင်းနေဘယ်လိုအကြောင်းနေချောင်းဘဝဆိုတာဖြစ်ရတာပါလေအဲ့တော့ဘဝဘဝနဲ့ပြောနေကြတာတော့ဟုတ်တယ်ဘယ်လိုတိုင်းတာနဲ့ဘယ်လိုဖြစ်လာတာကိုဘဝလို့ခေါ်ရလဲလို့ယသဗျာဟိုရှင်အနန္ဒာကလျှောက်ထားတဲ့ကမှာယသဗျာကံတရားကိုအဓိကထားပြီးတော့ဖြေတယ်ဒီမှာပထမဘဝသုတ္တမှာကမ္မတတုဝိပက္ခဏံကမ္မနာဘဝိတာ ဲ့လိုရှင်းတဲ့အခါမှာဘုံသုံးပါးနဲ့မြတ်စွာဘုရားခွဲခြားပြီးတော့ရှင်းပြတယ်အဲ့ဒါလေးကိုယဉ်သိဖို့ဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံကာမဘုံဆိုရတဲ့မဲ့ငရေတရိစ္ဆန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးဘုံရဲ့လူဘုံရဲ့နှပြည့်၆ထာရဲ့၁၇ဘုံအဲ့ဒါကာမ၁၇ဘုံလို့ခေါ်တယ်အဲ့ဒီကာမ၁၇ဘုံတစ်ခု ဒီနေရာမှာကာမဓာတုလို့သုံးတယ်စัจ java လားကိုလည်းမြတ်စွာဘုရားကလောကဓာတုလို့သုံးတာပဲသဘာဝတရားအနေနဲ့သုံးခဲ့တဲ့စကလုံးအဲ့တော့ရူပဓာတုရူပပြမတွေကိုရည်ညွှန်းပြီးတော့သုံးအရူပဓာတုအရူပပြမတွေကိုရည်ညွှန်းသုံးလိုက်တာအဲ့တော့ကာမဓာတုရူပဓာတုအရူပဓာတုကာမဘုံရူပဘုံအရူပဘုံဘုံသုံးပါတေဘုံမှာဘုံသုံးပါဆက်တာပြောတာပဲနော်ဘုံသုံးပါထဲမှာ 31ဘုံအကုန်လုံးပါသွားတယ်31ဘုံကိုချုံပြီးရင်ဘုံသုံးပါးနဲ့ပြောလို့ရတယ်ချုံပြီးတော့ပြောလိုက်တာကာမ7ဘုံရူပ26ဘုံအရဘဝဆိုတာ4ဘုံအဲ့တော့31ဘုံအဲ့31ဘုံမှာအတိအတိ31ဘုံမှာရှိတဲ့ယုတ်တိနန်းတွေကိုဖြစ်စေနိုင်တဲ့ကန္တရာအဲ့ဒီဘုံนี่မှာအကျိုးပေးတဲ့ကန္တရာဆိုတာရှိရမယ်တဲ့ကာမဘုံနဲ့ကာမဘုံကိုအကျိုးပေးတဲ့ကန္တရာ ရူပဘုံမှာအကျိုးပေးမဲ့ကံတရားအရူပဘုံမှာအကျိုးပေးမဲ့ကံတရားသူမျိုးစင်းနဲ့သူ့ဟာနဲ့သူသူ့အကြောင်းနဲ့သူလူတယောက်လုပ်ခဲ့တဲ့ကံတရားဟာကာမဘုံမှာအကျိုးပေးရလားရူပဘုံမှာအကျိုးပေးရလားအရူပဘုံမှာအကျိုးပေးမှာလားကာမဝဆရကုသကံဆိုလို့ရှိရင်ကာမဝဆရကုသကံနဲ့ကာမဝဆရအကုသကံဒီနှစ်ခုကကာမဘုံမှာအကျိုးပေးတာပဲရူပဝဆရကုသလေ၅မျိုး၅မျိုးကရူပဘုံမှာအကျိုးပေး အရူပဝဆရကုသိုလ်၄မျိုးကအရူပဘုံမှာအကျိုးပေးတယ်။အဲကာမဘုံမှာအကျိုးပေးတဲ့ကံကတော့ကုသိုလ်ကအဟုသို့ကံလို့ပရိသေရိအကျိုးပေးတဲ့ကံ၂မျိုးခွဲတယ်။ရူပဘုံမှာပရိသေရိအကျိုးပေးတဲ့ကံကတော့ရူပဝဆရကုသိုလ်ကံအရူပဘုံမှာအကျိုးပေးတဲ့ကုသိုလ်ကံကတော့အရူပဝဆရကုသိုလ်ကံအဲတော့ကံတရားအကျိုးပေးတာကိုလည်းအပိုင်းနှစ်ပိုင်းခွဲထားတယ်။ပရိသေရိခအကျိုးပေးတာတစ်ခုပရိသေရိပြီးနောက်တပွား တဘွားတာလုံးအကျိုးပေးတာကိုပဝတ္တိလို့ခေါ်တယ်ဆက်လက်ဖြစ်နေတာပရိသတ်ဤဆိုရာရဲ့ဘဝရဲ့အစပဝတ္တိဆိုရာဆက်လက်ဖြစ်နေတဲ့ဘဝနောက်ပိုင်ကိုဆိုလို့နေပေါ့အဲ့တော့ပရိသန္တိနဲ့ပဝတ္တိနှစ်ခုပြောရတဲ့မယ်ပရိသရိအကျိုးကိုအဓိကထားပြီးတော့ပြောတာအဲ့တော့ပရိသရိအကျိုးကိုပြောတဲ့အခါမှာကာမဝဆရကံတွေကပဝတ္တိကျိုးအနေနဲ့ရူပဘုံအရူပဘုံမှာလည်းအကျိုးပေးသေးတယ်သူက ရူပဝဆရကံအရူပဝဆရကံနေရတော့ကာမဘုံမှာလာပြီးတော့ပိုတိခံမှာအကျိုးပေးတဲ့ဆိုတာမရှိဘူးကာမဝဆရကုသကံနေရတော့ကုသကံအဟုသကံနေရတော့ရူပဘုံအရူပဒါပထမတုတ်တမှာရူပဘုံ၌ရှင်းချက်စေရတဲ့ကံမရှိပဲနဲ့ရူပဘုံဆိုရူပဘဝဆိုတာဖြစ်နိုင်ဘူးအရူပဘဝမှာရှင်းချက်စေရတဲ့အရူပဘုံ၄မှာရှင်းချက်စေတဲ့အကျိုးပေးတဲ့ ကံမရှိပဲနဲ့အရူပဘဝဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဘဝကိုလည်းပဲကံကိုသုံးမျိုးခွဲတယ်လို့ဘဝကိုလည်းသုံးမျိုးခွဲတယ်ဘဝသုံးမျိုးကကာမဘဝရူပဘဝအရူပဘဝဖုံလိုက်ခွဲတာအသေးစိတ်ခွဲရင်တော့ငရဲသားဘဝတရိစ္ဆာန်ဘဝပြိတ္တဘဝသူရကေဘဝပဲနေပုံကြလူဘဝစတုမာရဏပြိနတ်ဘုံဘဝနတ်ဘဝဆိုအဲ့လိုဘဝတွေကသူကသူအတိတ်ခွဲမဲ့ဆိုရင်အဲ့လိုပဲခွဲရမှာ တော့အလုံးချုံကုန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်သူ့ဘဝကိုဘဝလိုပဲပြောတော့ဘဝဆိုတာကံရှိမှဘဝဆိုတာဖြစ်လာတယ်။ကံကဖန်တီးတာဖြစ်တယ်။ကံကဖန်တီးတာဖြစ်လို့ဘဝဆိုတာပေါ်လာရတယ်။အဲ့တော့ဒီသုတ္တမဒီလိုဟောသလိုပဲပရိစ္ဆေသုဘမှာကြတော့လည်းပဲယသဗျာဟောတာနှစ်ခုရှိတယ်နိ။သင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံတရားဝိညာဏဆိုတာဘဝရဲ့အစပရိသေ။ အဲ့တော့ဒီဖေဘုံကပဲရောက်ရောက်ပရိသေစိတ်ကအရင်ဝိညာဉ်စိတ်ကအရင်ပေါ်တာပဲဒါကဟိုစိတ်ရှိတဲ့တရားမှန်သမျှအဲ့တော့သင်္ခါရပိစေဝိညာဏဆိုရင်ကံရှိမှဘဝပရိသေစိတ်ဆိုတာပေါ်တာကံရှိမှဖြစ်တာနောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ဘဝပိစေသာတိဆိုတဲ့နေရာမှာလည်းပဲကမ္မဘဝကိုယူရဘဝပိစေသာတိဥပါရဏပိစေဘောကြတော့ကမ္မဘဝနဲ့ဝပတိဘဝနှစ်ခုလုံးယူတယ် ဘဝပိစယာဇာတိကြတော့ကမ္မဘဝတစ်ခုပဲယူရမယ်အဲ့တော့ကံကမ္မဘဝပိစယာဇာတိဆိုတာလည်းပဲကမ္မဘဝကြောင့်ဇာတိဆိုတဲ့ဥပပတ္တိဘဝဖြစ်တယ်လို့သူတို့ဆိုလို့ပဲပေါ့နော်အတုံးကအဲ့တော့မြတ်စွာဘုရားဘဝဟာလူတွေဟာဘဝမှာဘဝမှာယင်းဒီဘဝမှာ ဖြစ်ကြပြီးတော့ကုသိုလ်အဟုသို့နဲ့တန်တရားထဲမှာလဲကြတာဖြစ်သည့်အတွက်ကြောင့်ဘဝကြောင့်သိဖို့ကအမတမအရေးကြီးတာပေါ့ ဘယ်လိုတိုင်းတာနဲ့ဘဝဆိုတာဖြစ်တယ်လဲဆိုတာကိုရှန္ဒနာမေကွန်အရရသော်ပြားဖြစ်ရှင်းတာပဲဖြစ်တယ်။အဲ့ဒီမှာရသော်ပြားသုံးလိုက်တဲ့ဥပမာတကားလေးတွေရှိတယ်။ကမ္မံခိတံဝိညာဏံဖီးဇံတဏတနေဟောဘဝဖြစ်လာတဲ့နေရာမှာကံကဥပမာမဲ့စိုက်ပျိုးစရာမြေမရှိပဲနဲ့အဲ့ဒီမြေပေါ်မှာ မျိုးစေ့မချပဲနဲ့အပင်ဆိုတာမဖြစ်ဘူး။အဲ့ဒီဥမာတိုင်းမဲ့ကံကမြေလွှာ ဝိညာဏဆိုတဲ့ပရိသေစိတ်ကမျိုးစိတ်တဏဆိုတာကရေအဲ့တော့မျိုးစိတ်တခုစိုက်မယ်ဆိုရင်မြေရှိရမယ်ရေရှိရမယ်မျိုးစိတ်ရှိရမယ်သုံးခုเนาะမြေရှိရမယ်ရေရှိရမယ်မျိုးစိတ်ရှိရမယ်ဒီမှာလဲမြေကကံမျိုးစိတ်ကဝိညာဉ်ရှေကတဏဘဝမှာလည်းပဲအဲ့ဒီလိုတကယ်သစ်ပင်ပေါက်တယ်လို့ပဲ တဘာဝတရားကတဘာဝတရားကိုဖန်ဆီးတဲ့ဆိုတာကိုထင်ရှားအောင်ပြ။ဒါကြောင့်မို့ဣတိကောကမ္မံခိတံကံဒီပရိသေရိစိတ်ဘောဘောရာပြေလွှာနဲ့တူတယ်။ဝေညာဏံပိစံပရိသေရိစိတ်ကတော့မျိုးစေးနဲ့တူတယ်။တဏသနေဟောတွေ့တာမှုဆိုတဲ့တဏကရေနဲ့တူတယ်။လောကတဘာဝကိုလည်းကြည့်မယ်ဆိုရင်မျိုးစေးတစ်ခုကမြေကြီးပေါ်မှာရေလောင်းမှပေါက်တာ။ဆိုတဲ့ရှိမှပေါက် ပြေရဲ့ရေရဲ့မျိုးစေ့ရဲ့ဒီသုံးခုပေါင်းလို့ရှိရင်အပင်ဖြစ်လာတယ်ဆိုတာသိတယ်။ဘဝဖြစ်လာတာလည်းအဲ့ဒီပုံစံနဲ့ဖြစ်တာပဲ။အဲ့ဒါကိုတရားဖို့ပြီးတော့ဟောတာ။အဲ့မှာမြတ်စွာဘုရားကအဝိဇ္ဇာနိဝရဏနံတတ္တနံတဏ္ဍံယောစနနံဟိနာယဓာတုယဝိညာဏံပဋိဋ္ဌိတံလှုပ်ထားတဲ့ကံတွေကြောင့်မို့လို့အဝိဇ္ဇာနဲ့အမှန်မသိအောင်ပိတ်ကာထားတယ်တဏ္ဍဆိုတဲ့ကျိုးနဲ့ချိနှောင်ထားတယ် အဲတတ္တဝရရဲ့သဘောမျက်စိပိတ်ကြိုးတုတ်ဒီလိုဆိုလိုတယ်ပေါ့အမှန်မသိအောင်ကမျက်စိကိုပိတ်ထားတယ်ဘသူကမျက်စိပိတ်ထားသလိုဖြစ်တော့အဝိဇ္ဇာအဝိဇ္ဇာကပိတ်ထားသည့်အတွက်ကြောင့်အဝိဇ္ဇာနဲ့မျက်စိပိတ်ထားတယ်တဏှာဆိုတဲ့သံဃာစဉ်ကြိုးကခြိနှောင်ထားတယ်အဲ့ဒီလိုအနေထားမျိုးရဲ့တတ္တဝရရဲ့ပရိသေရေဝိညာဉ်စိတ်ဟာတဲ့ကာမဘုံမှာတည်ရှိသွားတယ်ကံရဲ့ အရှိန်ဝါကြောင့်ပရိသေရိစေဟာကာမဘုံမှာတောပြီးတော့ဖြစ်ပေါ်လာတယ်လို့သူဆိုလို့တယ်ထို့တူပဲရူပဘုံမှာ ဖြစ်တယ်အရူပဘုံမှာဖြစ်တယ်အလုံးဟာအဝိဇ္ဇာနိဗ္ဗာန်နဲ့အဝိဇ္ဇာနဲ့မျက်စိကိုပိတ်ထားတယ်ဆိုလိုတာမျက်စိပိတ်တယ်ဆိုတာအတိညာဉ်ကိုအဝိဇ္ဇာနဲ့ဖုံးလွှမ်းတာတော့မသိဘူးဘဝဘဝရဲ့ဒုက္ခဒုက္ခကိုမသိနိုင်အမှန်မသိတဲ့အခါလူဆိုတာဉာဏ်မှုနဲ့သွားတာတွေ့တာမှုတွေနဲ့သွားတာ တတမှုကနေဥဆောင်သွားတယ်နာမရူပကထုပရိသရေစိတ်နဲ့ရှင်တွဲလာတယ်ကမ္မဇာယုံနဲ့နန္တရားတွေအဲ့တော့လူဘုရားစရာဟာပရမသုံးကပရိသရေစိတ်ပဲအဲ့ဒီပရိသရေစိတ်ဆိုရဲမျိုးစိတ်လေးကမှရှုတ်တိနန္တိဆိုရဲအပင်နေဖြစ်လာတာလို့သူဆိုလိုတာပေါ့ဒါကြောင့်မို့ပရိသရေခါလေးကိုချိန်ပြီးတော့ကမ္မံခိတံဝိညာဏံပိစံတဏတဏိဟောလို့ဆက်ဆိုပြ ီလိုဟောတာဖြစ်တယ်ဒါအိမတမပြပြင်းနဲ့ပုံဖော်ထားတဲ့ဥပမာစကားပဲဖြစ်တယ်အဲ့ဒီပရိသေရိခိုက်လေးမှာဆိုလို့ရှိရင်ပရိသေရိစိတ်ကိုအကြောင်းပြုပြီးတော့ကမ္မဇာယုတ်တွေဖြစ်လာနိုင်တယ်ကမ္မဇာယုတ်တွေယက်တီလာတယ်အဲ့ဒီအချိန်မှာတခြားစိတ်မရှိဘူးပရိသေရိစိတ်ပဲရှိတယ်ပရိသေရိစိတ်ကိုအကြောင်းပြုပြီးတော့သူနဲ့ရှင်နဲ့စေတသိက်တွေရှိတယ်နောက်သူကြောင့် သူနဲ့ရှင်တွဲပြီးကန့်ညောင်းဖြစ်လာတဲ့ကမ္မဇာယုတ်တွေရှိတယ်။အဲ့ဒီချိန်မှာပရိသေရိစိတ်ကလေးကစိတ်တစားယုတ်ဆိုတာကိုမထုတ်နိုင်။ဘာလို့မထုတ်နိုင်တာတော့ဆိုရင်သူကမှကန့်အရှိန်နဲ့ဘွားကနဲ့ခမဖြစ်ရတာ။သူအလုံးမလုံးနိုင်သေးဘူးပေါ့။ရုပ်တစ်ခုကိုထုတ်လုံးနိုင်တဲ့စွိုင်းတတိသူ့မှာမပြည့်သေးဘူး။ဘဝအတိတ်မှာသူကစကားလေးပဲရှိသေးတယ်။ခမရောက်စာပဲရှိသေးတယ်။ဖြစ်ဖြစ်ချင်းသူက ဒါကြောင့်မို့ပရိသေစိတ်သည်စေတသယုတ်ကိုမဖြစ်စေဘူးအဲ့ချိန်စေတသယုတ်မရှိတော့အဲ့ဒီချိန်မှာယုတ်ရတောင်းကိုဘသူအားယူရုံဆိုကမ္မဇာယုတ်ကတောင်းအယူထားတယ်။တန်ခါပရိသေစိတ်နဲ့စေတသိယုတ်ကကမ္မဇာယုတ်ဒီအဲ့တော့ကမ္မဇာယုတ်ဒီဟာပရိသေစိတ်ဖြစ်လို့သာကမ္မဇာယုတ်ကလည်းဖြစ်နိုင်တာ။ကံ့ညောင်ဖြစ်တာဆိုပေမဲ့လို့ပရိသေစိတ်နဲ့ကင်းပြီးတော့သူတို့ဖြစ်လို့မရဘူး။ အဲ့ဒီချိန်မှာကမ္မစိတ်တရားယုတ်ကလုံးဝမဖြစ်ဘူးစိတ်တရားယုတ်ဖြစ်တော့ကမ္မစာယုတ်ပဲရှိသေးတယ်လို့လို့ဆိုတယ်ဒါဗီရမသဘောကိုနားလည်မဲ့ဆိုလို့ရှိရင်ပရိစ္ဆသဘောဘက်မှာလည်းအဝိဇ္ဇပိစ္ဆယသင်္ခါရသင်္ခါရပိစ္ဆယဝိညာဏဝိညာဏပိစ္ဆယနာမရူပနောက်ဟိုဘက်မှာဘဝပိစ္ဆယသာတိဆိုတာဒါကိုပြောတာပဲဒါကိုပြောတာ အဲ့တော့အပိုင်းနဲ့ပြောလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကမ္မံခိတံဝိညာဏံပိစံတဏတဏိဟောတဲ့။ကံဒီလက်မြေတပွဲဖြစ်တယ်ဝိညာဉ်ကမျိုးစေ့ဖြစ်ပြီးထိုဝိညာဉ်ကမှဒီယုတ်တိဏ္ဏနေဖြစ်ွားတာဖြစ်လို့ဝိညာဉ်ကမျိုးစေ့ဖြစ်တယ်။တဏတဏိဟောတွေ့တာမှုကရှိပဲလို့အဲ့လိုပေါင်းစပ်ပြီးဘဝတစ်ခုဟာစတင်လာခဲ့တာလို့သူတို့ဆိုတာ အဲ့တော့ပဋ္ဌာန်းပါဠိတော်မှာဆိုလို့ရှိရင်ဩကန္တိကနိနာမရူပံအညမညပစ္စည်းနာပစ္စယော သာသရပစ္စည်းနာပစ္စယောဒိဋ္ဌိယပစ္စည်းနာပစ္စယောအဋ္ဌိပစ္စည်းနာပစ္စယောအာဝိဒပစ္စည်းနာပစ္စယောဩကန္တိကနိနာမရူပံပဋ္ဌာန်းရတဲ့လူတွေတွေ့ဘူးကြလိမ့်မယ်အဝိဒိတိခမှာဆိုရင်ဟောပရိဒိရိနဲ့ကမ္မဇယုတ်တည်းရဲ့အပြန်နဲ့ဆက်ဆက်နေပုံကို ပြောပြတာပဲဖြစ်တယ်ပေါ့အဲ့တော့ပရိသေအခါမှာအခုလို့ဝိညာဉ်စိတ်လေးဟာကံဆိုတဲ့အကြောင်းတရားပေါ်မှာမိတီးပြီးတော့ဝိညာဉ်ဆိုတဲ့မျိုးစိတ်လေးဟာကြားရတယ်အဲ့ဒီမျိုးစိတ်လေးကြားမှာရုပ်တိနန္ဒီဆိုတဲ့အပင်နေပေါက်လာနိုင်တာဖြစ်တယ်အဲ့ဒါလိုရုပ်တိနန္ဒီရဲ့ပင်ပေါက်လာမှဘဝဆိုတာပြည်ပြန်လာတယ်အော်ပရိသေစိတ်မှာကံစားရုပ်တိဖြစ်တော်လဲပဲ အဲ့ဒီကမ္မဇာယုတ်တွေဟာကန့်ညောင်ဖြစ်တော်လဲပဲပရိသေရိစိတ်ဖြစ်မှသူတို့ဖြစ်ရတာဖြစ်တော့ကြောင်းဝိညာဏပစ္စယနာမရူပံလို့ဆိုတာလေပရိသေရိစိတ်မဖြစ်ရင်ကမ္မဇာယုတ်ကဖြစ်ကုန်ဖြစ်နိုင်မဖြစ်နိုင်သေးတဲ့အတွက်ကြောင်းကမ္မဇာယုတ်သည်ပရိသေရိစိတ်နဲ့ကင်းပြီးမဖြစ်နိုင်ဘူးလို့ဆိုတယ်သူသူ့ရဲ့ကမ္မဇာယုတ်ရဲ့အခြေအနေသည်ပရိသေရိစိတ်နဲ့ဆက်ဆက်ပြီးတော့မှဖြစ်ရတယ်သို့တော့ပိုးတိခါရောက်တဲ့အခါကျတော့စိတ်နဲ့မဆက်ဆက်တော့ပရိသေရိအခါမှာ ကမ္မဇာယုတ်တိဟာစိတ်နဲ့ပတ်သက်ပြီးတော့မှဖြစ်နိုင်တယ်။ပုံတိအခါကျတော့စိတ်မပါပဲလည်းဖြစ်နိုင်တယ်။ဘာကြောင့်လို့ဆိုနိရောဓသောဘဝင်စားနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ကံတွေဟာစိတ်တော့မရှိဘူးသို့တော့ကံတွေကသူ့အတူဆက်လက်ပြီးတော့ဖြစ်နေတာ။ကမ္မဇာယုတ်တိကလည်းဆက်ပြီးတော့ဖြစ်နေတယ်။ပရိသေရေချိန်မှဆိုရင်စိတ်မပါဝဲနဲ့ဒီကမ္မဇာယုတ်ဟာရမရတည်နိုင်ဘူး။ဆိုလိုတာကဝိညာဉ်ကိုမိပြီးတော့မှယက်တည်ရတယ်လို့ပဋ္ဌာန်းမှာတိတို့ရှင်းထားတာ။ အဲ့တော့ဒီတရားကဟိုတဘာဝတရားဆိုတော့လူရဲ့ဘဝဆက်ဆက်နေပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့အဲ့တော့ပရိသတ်ဥပ္ပနဲ့ပြောလိုက်လို့ရှိရင်မှတ်ဖို့ရတော့အဝိဇ္ဇာဆိုတာကိဏိတာသင်္ခါရဆိုတာကံဝိညာဏဆိုတာပရိသေရိစိတ်ဝိညာဏကဖြစ်လာတဲ့နာယက်နာနဲ့ယုတ်ဆိုတာကမ္မဇာယုတ်နဲ့ပရိသေရိစိတ်နဲ့ရှင်နေစေတဲ့တိတ် ဒါဘဝဆလာအဲ့တိုင်းဆလာကိလေသာနဲ့ကံပေါင်းပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်အဓိကတော့ကံမဲ့ပေါ့ကံကနေပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်ပရိသေစိတ်ကိုဖန်တီးလိုက်တယ်ပရိသေစိတ်ကိုအကြောင်းပြုပြီးတော့နန္ဒီယုတ်တိဖြစ်လာတယ်နန္ဒီယုတ်တိထဲမှာမျက်စိနာနာလျာကာယမနဆိုတဲ့အော်ဂန်နိပါလာတယ်အင်္ဂါယတိပါလာတယ်အဲ့ဒါတွေပါလာသည့်အတွက်ကြောင့်ပြင်ပအာယုန်နဲ့ဆက်သွယ်မှုတွေရလာတယ် ဖတ်တာနော်တလရဏပစ္စယဖတ်တော့ဖတ်တာပစ္စယဝေဒနာဆက်သွဲလာတဲ့အခါမှာကြိုက်တယ်မကြိုက်တယ်ဆိုတော့စိတ်ခံစားချက်တွေပေါ်လာတယ်စိတ်ခံစားချက်တွေပေါ်လာတဲ့အခါဝေဒနာပစ္စယတဏှာကြိုက်တာဖြစ်လာတယ်တဏှာဖြစ်ရင်ဒီရင်ရသလားလို့ဆိုမရဘူးတဏှာပစ္စယဥပါဒနာဆွလမ်းမှုတွေခိုင်ခဲ့ခိုင်မြဲလာတယ်ဆွလမ်းမှုဖြစ်ရင်ဒီဒီမရလားဆိုမရဘူးဥပါဒနာပစ္စယဘော ဖြစ်ပေါ်လာမှုအတွက်ကြိုးပမ်းအားထုတ်လာတယ်ကြိုးပမ်းအားထုတ်လာသည့်အတွက်ကြောင့်ဘဝပစ္စယသတိခန္ဓာငါးပါးရလာပြန်တယ်ရှားလာသည့်အတွက်ကြောင့်သတိပစ္စယသရမရဏဩရသေးရာဖြစ်ရပြန်တယ်ပရိစ္ဆေသူပ္ပနဲ့လူရဲ့ဘဝမြတ်စွာဘုရားဘဝတစ်ခုကိုဆက်ဆက်ပြီးတော့မိမောင်းထိုးပြထားသလိုသရဝရရဲ့ဘဝဟာဘယ်လိုဖြစ်လာတဲ့ဆိုတာကိုထင်းထင်းရှားရှားဟောတာပဲဖြစ်တယ်အဲ့ပရိစ္ဆေသူပ္ပနဲ့ဆက်ဆက်ပြီးတော့ ရှန္ဒနာရဲ့အမေကိုဖြေတဲ့အခါမှာလည်းပဲဒါကိုထိသိမ့်ပြီးတော့တဘာဝကြကြဖြေထားပုံကကမ္မံခိတံကံဟာအဲ့ဒီအချိန်မှာပရိသေစိတ်ကလေးပေါ်ပေါ်ရဖြစ်သောကြောင့်ပရိသေမျိုးစိချရာ ဖြစ်သောကြောင့်ကံသည်လဲမြေမြေလွာပရိသေစိတ်လေးသည်ယုံနဲ့နေရဲ့အပင်နေပေါက်ပွားလာရဖြစ်သောကြောင့်မျိုးစိမျိုးစိကနေယုတ်ဒီနံနေဖြစ်လာတယ်အဲ့ဒီ ဖြစ်မှုတွေအာပေးတာတော့တွေ့တာမှုတို့ကိရိတာတွေရဲ့တွေ့တာမှုတွေကိရိတာတွေကရေဖြစ်ဆောင်ရွက်ကြတယ်လို့ဆိုအဲ့ဒီနီးနဲ့ဘဝဆိုတဲ့တပည့်ကြီးဟာရှင်သန်လာခဲ့တာဖြစ်တယ်ပေါ့ဒီဘဝဆိုတဲ့တပည့်ကြီးဟာစင်စဲမပြတ်အခုလိုပဲမျိုးစေ့တွေတစ်ခါထပ်ပြီးတော့ထုတ်ပြန်နေအဲ့ဒီမျိုးစေ့တွေကအခုအလားတူအပင်တွေဖြစ်ပြန်နေအပင်တွေကနေမျိုးစေ့တွေကျပြန်နေအဲ့တော့တပည့်တွေပဲကြည့်လိုက် အပင်ကအတိတိတဲ့အတိရနေပြီးတော့စိတ်ပါလာလို့နောက်ထပ်အပင်ပေါက်ပြန်တယ်အဲ့ဒီအပင်ကနေတခါအတိတိပြန်တယ်ဟောအပင်နဲ့အတိအစိအစိနဲ့အပင်ကျဲဦးနဲ့ကျဲမလို့ပဲမဆုံးနိုင်တဲ့တန်တရာခီးကြီးစတဲ့ပြီးတော့ထွက်ခွာကြရပြန်တာပဲပေါ့အဲ့ဒီသဘောဘဝဆိုသည်မှာကံရဲ့အကျိုးပေးတသက်မြတာဖြစ်တယ်ကံတရားရဲ့ဖန်တီးမှုသာဖြစ်တယ် ကံတဲ့ကိလေသာပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့ခေါ်တယ်လို့သူတို့မှတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကံဒီမြို့မြို့ရှိသည့်အတွက်ကြောင့်ကုသကံကြောင့်ဖြစ်ရင်ကောင်းတဲ့ဘဝအကုသကံကြောင့်ဖြစ်ရင်မကောင်းတဲ့ဘဝဘဝအမျိုးမျိုးတွေ꽌ပြချမ်းသာမှုတွေဖြစ်ပေါ်လာကြတယ်အနှစ်ချုပ်လိုက်ရင်တော့ကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေကံဒီလဲမြည်တဲ့ဘွယ် ဝိညာဉ်ဆိုတဲ့မျိုးစေ့ရဲ့ပေါ့ရဖြစ်တဲ့လက်မြေတစ်ဖွဲဖြစ်တယ်။ဝိညာဉ်ဆိုတဲ့ပရိသေရိစိတ်သည်မျိုးစေ့ဖြစ်တယ်။ထိုပရိသေရိစိတ်မှာယုတ်ဒီနန္ဒီဆိုရာစင်ပွားဖြစ်ပေါ်လာသောကြောင့်မျိုးစေ့ကနေအပင်နေပေါက်သလိုပဲယုတ်ဒီနန္ဒီပေါက်ပွားလာတာဖြစ်လို့သူဟာမျိုးစေ့ဖြစ်တယ်လို့ထိုမျိုးစေ့ရှင်သန်မှုအတွက်ကြောင့်ကိရိတာတွေနဲ့ပံ့ပိုးပြီးတော့ဘဝမှာရှင်သန်နေကြတယ်လို့ထီလို့ဆိုလိုတာပေါ့နော် ဲ့တော့ရှင်နန္ဒမထေမြတ်ရဲ့ဘဝနဲ့ပတ်သက်တဲ့မိဂုံးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဖြေဆိုထားတာတော့ဒီအကျဉ်းချုပ်လေးပဲဖြေဆိုထားတယ်။ကမ္မံခိတံဝိညာဏံပိသံတဏတနိဟောဒီနည်းနဲ့ပဲတဲ့အေဝံအာယတေပုဏ္ဏဘဝဘိနိဗ္ဗတိဟောတိလူတွေရဲ့နောင်ဘဝဆိုတာအခုကလုံးနေတဲ့ကံတွေနဲ့ပတ်သက်ပြီးနောင်ဘဝဆိုတာဖြစ်လာတယ်။ဘဝတစ်ခုရလာလို့ရှိရင်ဘဝကိုအကြောင်းပြုပြီးကမ္မဘဝတွေဖြစ်ကြပြန်တယ် ကမ္မဘဝတွေကိုအကြောင်းပြုပြီးတော့ဘဝအတိတ်တွေဆက်တိုက်ဆက်တိုက်ဖြစ်လာကြတယ်အဲ့ဒါကြောင့်မို့စင်စဲမပြတ်မပြတ်နိုင်တဲ့တန်တရာခီးကြီးကိုဘဝခီးကြီးကိုရှောက်လန်းနေကြရတာဖြစ်တယ်အဲ့ဒီလိုရှောက်လန်းတဲ့အခါမှာဒီဘဝကိုပြတ်ဆဲခြင်းလို့ရှိရင်တော့ဘာလို့ရမလဲလို့ဆိုရင်ကံကိုပယ်ရမှာမဟုတ်ဘူးကံကိုထောက်ခုပေးနေတဲ့ကိလေသာတွေကိုပယ်ရမှာဖြစ်တယ်ဒါကြောင့်မို့ပရိစ္ဆေသူဥပ္ပတ်မှာ အဝိဇ္ဇာကိုအသိဉာဏ်နဲ့ချုပ်ငြိမ်းအောင်လုပ်လိုက်လို့ရှိရင်အဝိဇ္ဇာရ တွေ့ဝအတိတဝိရာကနိရောဓသင်္ခါရနိရောဓတယ်အဝိဇ္ဇာရအမှန်မသိတာတွေကြောင့်မို့လို့ကံနေဖြစ်ပေါ်နေတာဖြစ်တော့အမှန်သိအောင်ကြိုးစားအထုတ်လိုက်ပြီးဝိပဿနာဉာဏ်အသိနဲ့မဲသိဉာဏ်သိရသိသွားပြီဆိုလို့ရှိရင်တော့သင်္ခါရတရားတွေဟာကံတရားတွေဟာကံအရာမမြောက်တော့ဘူးကံအရာမမြောက်ဘူးဆိုတာဘယ်လိုအိဗယ်လဲလို့ဆိုရင် ်တပင်တပင်ဟာအပွင့်ပွင့်ပြီးရင်အတိသီးတယ်သို့တော့အဲ့ဒီအပွင့်ကိုအတိမသိအောင်အပွင့်တွေပွင့်နေတဲ့အချိန်မှာရေတောင်မြစ်ကို ဖြတ်လိုက်မယ်ဆိုရင်အဲ့ဒီအပွင့်တွေကအတိမဖြစ်လာတော့အတိမသိတော့တပင်ကိုတတ်တတ်မဟုတ်ဘူးရေတောင်မြစ်ကိုဖြတ်လိုက်တယ်ရေတောင်မြစ်ရဲ့အပေးကူညီမှုမပါသေးတဲ့ကြောင့်ပွင့်ထားတဲ့အပွင့်တွေကအတိဖြစ်မရောက်တော့အတိဖြစ်မရောက်တော့လို့ရှိရင် ဒီပင်ကဒီမျိုးစေ့ဆိုတာမကြတော့အဲ့ဒါလိုပဲကိရိတာတွေကိုပယ်လိုက်တာနဲ့တပြိုင်နက်ကံတရားတွေဟာခြုံငိမ့်သွားတယ်မဖြစ်ပေါ်လာသေးတဲ့ကံတရားတွေဟာဖြစ်လာနိုင်ကြအကြောင်းမရှိတော့ကိရိတာကုန်ရင်ကံကုန်တယ်ကံကုန်လို့ရှိရင်ကံရဲ့အကျိုးဖြစ်တဲ့ပရိသေရိစိတ်ဆိုတာကုန်သွားတယ်ပရိသေရိစိတ်ကုန်သွားရင်ယုံနာဆိုတာတွေဆင်ပွားလာမှာမဟုတ်ဘူးယုံနာဆင်ပွားလာမှုမရှိလို့ရှိရင် ဩဂန်နေပါလမမဟုတ်ဘူးမျက်စိနာနာလရကာယမနာအဲ့ဒါတွေမရှိရင်အာယုန်နေနဲ့ဆက်သွယ်မှုရှိမှာမဟုတ်ဘူးမဆက်သွယ်လို့ရှိရင်စိတ်ခံစားမှုတွေမဖြစ်တော့ဘူးစိတ်ခံစားမှုတွေမဖြစ်ရင်တွေ့တာမှုဆိုတဲ့တဏ္ဍမလာတော့တွေ့တာမှုတဏ္ဍမလာလို့ရှိရင်ဆွလန်းမှုဆိုတဲ့ဥပါဒမလာဥပါဒမလာသည့်အတွက်ကြောင့်ဘဝတစ်ခုအတွက်အလုံးလုံးချင်းဆိုတဲ့ကံအသစ်တွေမလာပြန်မလာသည့်အတွက်ကြောင့်ဘဝချုပ်ငြိမ်သည့်အတွက်ကြောင့်စာတိဆိုတာလည်းချုပ်ငြိမ်သွားတယ် သာတိမဖြစ်သည့်အတွက်ကြောင့်ဥချင်းသိချင်းဆိုတာလည်းဖြစ်တော့ဘုရားဘာသာကရသော်ပြညွှန်ပြတဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုဆိုလိုတယ်ပေါ့ဘဝတိရောဓနိဗ္ဗာန်နိဗ္ဗာန်ဆိုတာအချင်းညွှန်ပြောရမယ်ဆိုရင်ဘဝချုပ်ငြိမ်းတာနိဗ္ဗာန်ပဲကောသမိသုတ်တမဒီစကလုံးလေးပါတယ်ဘဝတိရောဓနိဗ္ဗာန်ဘဝဆိုတာပိကမင်းရှုတရားနန္တရားတွေဖြစ်နေတာဘဝအဲ့ဒီရှုတရားနန္တရားတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန် ဘဝနေရောတော့နိဗ္ဗာန်ဘဝချုပ်ငိမ့်သွားတာဟာနိဗ္ဗာန်ပဲလို့အကြောင်းတရားတွေကုံသွားလို့အကျိုးတရားတွေပြတ်ဆဲသွားတယ်အဲ့ဒီလိုအကြောင်းတရားတွေကုံငင်းဟာလည်းပဲစနစ်တကျဘဂရှိဘအကျင့်တရားကိုကျင့်ကြံကြုတ်ကိုအထုတ်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကိရိတာတွေမဖြစ်တော့ဘဲနဲ့ကုံဆုံးသွားခြင်းပဲဖြစ်တယ်တဘာဝအလျောက်ကုံဆုံးတာမဟုတ်ဘဲနဲ့အကြောင်းတရားတွေကိုတတ်လို့အကျိုးတရားမပေါ်တဲ့အနေနဲ့ကုံဆုံးခြင်းဖြစ်တယ် ဘုရားဝါသာရဲ့လမ်းစဉ်ဟာဘဝဆိုတာတန်တရာထဲမှာဖြစ်တဲ့ခန္ဓာ၅ပါးပဲဖြစ်မှုဘဝនិရောဓဆိုတာခန္ဓာ၅ပါးရဲ့ချုပ်ငြိမှုဖြစ်တဲ့ဘဝရဲ့ချုပ်ငြိမှုကနိဗ္ဗာန်ဘဝနဲ့ဘဝនិရောဓအဲ့ဒီနှစ်ခုကိုကိုယ်ကိုယ်ပြားပြားသိပြီးဘဝនិရောဓရဖို့ရအတွက်အဝိဇ္ဇာဆိုတဲ့အမှားသိနေတဲ့အသည့်ကိုဖယ်ရှားနိုင်အောင်အမှန်သိဖို့အတွက်ဝိပဿနာတရားကိုကျင့်ကြံကြုတ်ပွားများအထောက်ကြရမှာဖြစ်တယ် ဝိပဿနာတရားအထုံမှအမှန်သိလာတဲ့အခါမညံဆိုရရမှာဖြစ်တယ်မညံရတဲ့ဖူညံရမယ်အဲ့ဒီကြတော့မှနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ဘုရားဟောကြားတဲ့ဘဝတုတ်တံမှာလာတဲ့တရားအချင်းချုပ်ကိုမှတ်သားနိုင်ကြပါလေတရားချက်ခင်သူတို့ရှင်ပြိဿပေါင်းတို့ဘဝဆိုဒီမှာဆိုရနဲ့ပတ်သက်ပြီးဒီတုတ်တံကခုလာရှိတဲ့အတိုင်းမှတ်သားနိုင်ကြပြီးဘဝရဲ့ ရှင်ရဒုက္ခတွေကိုသိရှိပြီးဘဝနိရောဓလို့ခေါ်တဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင်တွေ့တဲ့တွေ့ကြိုးစားအထောက်ကြအမှဖြစ်တယ်လို့တတိတရားရပြီးကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာ